ငလျင်ပေးတဲ့ဒေတာရီထန်လူရံဖို့အတွက်ဝယ်ယူမှုတွေများပြားလာတာကြောင့်ပြည်တွင်းသုံးပဲမျိုးစုံစည်းတက်လာပြီးအယောင်းဝယ်တွက်နေကြောင်းရတနာပုံကုံတမှုဘဟုဌာနကနေသိရပါတယ်။မန္တလေးကုန်စည်တိုင်းမှာဧပြီလနောက်ဆုံးပတ်အတွင်းပဲတိစိတ်အညာတထံပေါင်းစီ34,8319ကျပ်မှမီလာနေ့ရက်နေ့မှာတထံကို39,19296ကျပ်ရှိလာပြီးတစ်ပတ်အတွင်း4,35,489ကျပ်ဈေးမြင့်လာပါတယ်။ မြေထောက်ပဲတထံကလည်းမေလပထမပတ်မှာ35သိန်း15,592ကျပ်ဈေးရှိခဲ့ပြီးပြီးခဲ့တဲ့တစ်ပတ်စီ32သိန်း8,862ကျပ်ထက်တစ်ပတ်အတွင်း96,903ကျပ်ပြီးခဲ့တဲ့လထက်2သိန်း2,611ကျပ်တရိပ်ပြခဲ့ပါတယ် ကလပဲအမျိုးအစားတွေဖြစ်တဲ့ Taiwan 929 V2 V7 တို့လည်းငလျင်ပေးတဲ့ဒေတာတွေထံလူရန်ပို့အတွက်ဝယ်ယူမှုတွေများပြလာတာကြောင့်ဈေးတက်ပြီးအယောင်းဝယ်တွက်နေပါတယ်ဧပြီလ၂ရက်နေ့မှာကလပဲ Taiwan တန်က24သိန်း8220ကျပ်ရှိခဲ့ပြီးပြီးခဲ့တဲ့တပတ်ထက်3သိန်း1530ကျပ်ပြီးခဲ့တဲ့လထက်3သိန်း9190ကျပ်ဈေးမြင့်လာပြီး ကလဘဲ929ကလည်း25 3 9429ချက်ဈေးရှိလာရမှာ တလားအတွင်း3869ချက်တရိပ်ပြလာပါရည် ကလပ်ဝဲပီတူကတော့တတန်ကို26သိန်း9186ကျပ်ရှိလာပြီးပြီးခဲ့တဲ့တစ်ပတ်ထက်18095ကျပ်ပြီးခဲ့တဲ့လတ်ထက်3သိန်း9429ကျပ်ကလပ်ဝဲ V7 အမျိုးအစားကတတန်ကို28သိန်း8539ကျပ်ရှိလာရာပြီးခဲ့တဲ့တစ်ပတ်ထက်9609ကျပ်ပြီးခဲ့တဲ့လတ်ထက်3သိန်း6304ကျပ်ဈေးတက်လာပါတယ် ပုတ်ကုံပဲရီဖြစ်တဲ့ပဲစင်ကုံနီနဲ့မပဲရိုကမန္တလေးကုန်စီတိုင်းမှာအယောင်းဝဲအေးနေပြီးဗမာရှမ်းစီပီစတဲ့ပြောင်းဆက်အမျိုးအစားတွေလည်းအယောင်းဝဲအေးကဈေးအနည်းငယ်ကျနေကြောင်းမှာခင်ဗျာ